မှာရောင်လီဝန်ထုံးလေးခဲ့ပြီနောင်တခင်ရွှေခင်သာသနာဝန်လို့ချီနာရောင်နဲ့နေရောင်လွမ်းမြတ်တာဆွမ်းလေးတီယုံယုံကြည်ကြည်သာသနာပြုဖို့တို့ကြံရွေသည်မြမနိုင်ငံရန်ကုန်တိုင်း နေချင်တာရှိတယ်။အမကြီးကတော့မပါဘူးပါ။ဟုတ်ကဲ့ဆိုင်တဲ့တဲ့ကိုပဲလာဝင်တာ။ဒါကတော့လာတာပဲရှိသေးတယ်။ဒီတိရဒီတရားတိရ။ဩဒီတရားပဲကြာနေသေးတာတော့လာတာပဲ။တကယ်မြင့်တူဖက်ဖက်ပဲရှိသေးတာ။ဟုတ်တယ်။အခုဒါပထမ

ဒီတိုင်းမှာအတာတိကပဲသတိချသတိချရင်းနဲ့ဒုတိယအထက်ဖြစ်တယ်။အဲ့ဒါအထက်ပြီးတော့သတိချသတိချရင်းဒီတိုင်းတော့ဘယ်ညာတိကပဲသတိချ။အာဒီမှာဆက်ပုံနည်းနည်းပြီးတော့ခန္ဓာကိုချိလိုက်တော့ဝေဒနာအားလည်းမရှိတဲ့ခန္ဓာ။အဲ့ဒီတကဆက်ဆက်ထပ်ပြီးတော့ပြန်ပြီးတော့နာတိကထား။နောက်တစ်ခါထပ်ပြီးတော့ခန္ဓာကိုချိလိုက်တယ်တော့လက်နဲ့ဖက်နဲ့ဒီပေါလို့ဒုနေတာပေါ့လို့လွတ်နေတယ်လို့ခန္ဓာ။အကုန်လုံးလွတ်တာလို့။အဲ့လို Assim, cara, que... မရှိတော့ဘူးဒီသတိတရားတော့မစင်ကြည့်ပါဘူးဗျာဆရာဆရာတော်ကြီးရဲ့ဟိုအာဟိုရှင်းတဲ့နေရောပြီးတော့အများနဲ့ငါကြားတယ်ငါကြားတော့ဆရာတော်ရဲ့ဒီမှာဒီဇေယျကိုရှင်းတဲ့မှာပို့တော့သဘောပေါက်တော့ရင်တော့မသိဘူးဗျာရှုရှုရှုနေတာဗျာဒီစောက်ကြည့်တာတော့တိကျတာတော့ ဲ့ဘာဖြစ်လဲဆိုတော့စောရတော့ငယ်နေရှိတယ်။အာအဆိုင်တော့လည်းလုံးဖြစ်တယ်။အဲ့တော့မကြမကြအဲ့လိုပေါ်စိတ်ကိုခံစားလို့သွားသွားလို့စောရွှေရွှေပြရ။အဲ့ဒါလည်းရဲ့လေးချင်းအပါလာတဲ့ကံတော့ဆရာတော်ပြောတဲ့ရှော့ရိုင်းနဲ့ကိုသွားကတ်။အစင်းတော့ကြားလို့လည်းကိုဆရာကြည့်တယ်ကိုဆရာကလည်းပြောရှိပါဘာဒီကေတာလည်းခေါ်လိုက်ကြစေ။အာ အရင်ကိုဒုက္ခပြီးသွားရင်အထက်ကဘာဒုက္ခပြီးလဲစိတ်ဒုက္ခလူတွေပထမဆုံးကကိုဒုက္ခနဲ့အရင်တွေ့မှာကိလေသာအဲ့ဒီကိုဒုက္ခနဲ့လည်းဆိုကိုဒုက္ခနဲ့လည်းသာလို့ကိုရဲ့ဒုက္ခကမြင်းမြင်းလေးပဲကျင်တော်တဲ့အခြေအရာဘာလို့လို့လောက်ရမှာမသိဘူးပြင်းအဲ့ဒါစိတ်ဒုက္ခကိလေသာတဏှိမယတဏှိနဲ့လည်းအဲ့ဒီစိတ်ဒုက္ခ ေးတခုခုနဲ့အရှိန်ကြီးတာ။အဲအဲ့ဒီဥစ္စာကမှမလုပ်ချင်ဘူးဆိုတော့ယောဂိနာကကိုဘယ်အာယုလေးပေါ်မှာထားချင်တယ်။ကောင်းတဲ့အာယုလေးတခုပေါ်မှာတတိလေးသွားပြီးတော့ပြတ်။အဲ့ဒါလေးပဲကြည့်။အဲ့ဒါကြည့်ခဲ့တဲ့ဟာတော့ဥဒရုအပြင်းလောကအလုပ်ဆိုတာကနှုတ်ရမှာ၊ယူရမှာ၊ကြံရမှာ၊ရမ်းရ ဲ့လိုဘာလို့မှမရှိပဲနဲ့အေးစင်စင်လေးနဲ့ထိုင်ကြည့်နေတာကအဲ့ဒါတရားကိုနောက်ပိုင်းကျတော့ပညာကျတော့ဘိုးတော်နူးညံ့ယောဂီများဒီမှာတော့အဲ့တော့ခန္ဓာကိုယ်ကိုအဲအတင်းကိုယ်နဲ့လုံးကိုမလုံချားမိအောင်အဲစိတ်ကြတော့အဲ့ဒီလိုမျိုးကိုလိုက်ပြီးတော့ဆောင်ရှုဆောင်ကြည့်ပညာကျတော့အဲ့ဒီလောက်ကြီးကိုအများကြီးဆောင်ကြည့်ရမလို့တော့ပဲနေတယ် ဇပွဲကြီးတော့ကိုပဲကြည့်တရားမလို့တော့အရင်ကလူမြန်ပြီးတော့မလောက်ပဲနဲ့ငြင်းနေတဲ့အရာလေးတခုကိုဒီတိုင်းနဲ့ထိုင်ကြည့်နေတယ်လို့ပဲထိုင်ပြီးတော့သူကအရင်ကစောင့်ရှုပ်တရားမလို့ပဲနဲ့သိရောပဲသိနေတယ်အစင်းအောင်ပြောပြောလို့တာကအဲဒီလိုတရားလေးကိုထိုင်ပြီးတော့ကြည့်နေတာကအဲ့တရားတော့သူကလူတွေကပြင်းပြင်းထန်ထန်လောရတာကအလုပ်ဆိုတော့ခုနတရားလေးတွေကိုထိုင်ပြီးတော့ ပြင်းအဲ့ဒါချောက်ခဲ့တယ်နောက်တော့မပြင်းတော့ဘူးအလကားတည်းအဲ့ဒီထိုင်ပြီးတော့တခုခုကြည်နေတာကပါပဲတရားအဲ့ဒီတရားကကတတိလေးတွေခံလာပဲအဲ့ဒီတတိလေးတွေဆွာဆူပါလားနေမင်းကြီးတတိလေးဆိုတော့ပို့ပြီးတော့ဆွမ်းလာမှာဖြစ်ပါတယ်ကဲဒါဆိုရင်ဒီလိုအမေဖြစ်နေလို့တဲ့ဒီယောဂီတွေထဲမှာအခုကျေးဇူးတော်ရှင်အောင်ဆရာတော်ပြရဲ့နိစိမေပေါ့ဦးဇင်းတို့ပြတဲ့ဆော့ဝိုင်းနဲ့ဆရာနိစိမေပေါ့ မရှင်းတာလည်းရှိတယ်။ဒါမှမဟုတ်သူသိကျင်တာလည်းရှိတယ်။တော်တော်လောက်နေလို့ရ